ထိုင်းနိုင်ငံရဲ့အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့နီကိုကီရဲ့ရေခဲတတာကျွန်တော်ပြပေးမယ်သူကတော့ကျွန်တော်တို့ခေါ်တာတော့သူ့ကိုကပြက်ဆိုင်လို့ခေါ်တယ်ဗျကပြက်ဆိုင်ဆိုတော့ကျွန်တော်တို့ခါးလောက်ပဲရှိရပေါ့ဘလူရီအုံများသလဲဆိုလို့ရှိရင်ကျွန်တော်တို့အဆောင်မှနေတဲ့လူတွေအုံများတယ်နောက်တစ်ခုက မိသားစု3-4ယောက်ပဲရှိတဲ့လူတွေအတုံးများပါတယ်။ရန်နီကလည်း3နှစ်ပါတယ်။ဒီရေကက်တတာဆိုရင်ကျွန်တော်စီမှာရောက်တာနဲ့ကုန်တဲ့ရေကက်တတာဖြစ်တယ်။အခုတခါရောက်တာတော့ရေကက်တတာအလုံး20လောက်ပဲရောက်ပါတယ်။ကျွန်တော်ဒီနေ့ဖြန့်ပေးမယ့်ဈေးကတော့ကျွန်တော်တို့4,800 5,000နဲ့တာဖြန့်ချိပေးမှဖြစ်ပါတယ်။ Brandy က3နှစ်ပါတယ်အထင်းထဲမှာဘလို့ပုံစံဘလို့အနေထားရှိသလဲဆိုတော့ဘူးဆက်ပြပေးပါမယ်ခင်ဗျာ ဒါကတော့ကျွန်တော် Nikogi ခပြက်ဆိုင်ကပုံစံလေးဖြစ်တယ်သူရဲ့ model number က NR90 လို့ခေါ်ပါတယ်ဒီကောင်ကကြတော့ကျွန်တော်တို့အတွင်းငန်းထဲမှာဆိုလို့ရှိရင်အော်ဒီမှာဆိုရင်သူရဲ့ Nikogi founder ဆလုံးလေးနဲ့တော်တော်ချစ်စရာကောင်းတယ်ဒီဘက်ကတော့သူတို့ Yuri အမှတ်တဆိတ်ဒီပေါ့နော်အတွင်းနေရပုံစံဖြစ်ပါတယ်ဒီဘက်ဘေးကတကားလေးမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအာ2လီတာစမ်းတဲ့ဘူးတွေထည့်လို့ရမယ်။နောက်ပြီးတော့အတွင်းထဲမှာဆိုလို့ရှိရင်လည်းအပေါ်မှာ freezer gun ပါတယ်ဗျ။ဒီ freezer gun ကကျွန်တော်တို့ဒါ အသားငါခဲနေတာတွေဒီမှာထည့်လို့ရပါတယ်ပြီးတော့ရေခဲတဲ့ခွက်တွေပါတယ် temperature ချိန်တာတွေပါမယ်ပြန်မီးပါမယ်เนาะဒီမှာလဲမီးပါတယ်အနံ့ဆုတ်တာတွေပါတယ်ဒါကတော့ဟင်းသီးဟင်းမြဲထဲမဲ့ box ဖြစ်ပါတယ်ခင်ဗျာပြီးရင်တော့ကျန်တော့ကြိုက်တာတွေထည့်လို့ရပါတယ်ဒီပုံမှာဆိုရင်ကျွန်တော်ကြက်ဥတွေပါထည့်မလားဗောဗျာအစုံထည့်လို့ရပါတယ် Randy ကတ်လဲပါပါတယ် Randy က3ရပါနောက်တစ်ခုသူ့ရဲ့အာသာချက်ကတော့ဒီအပြင်က body မှာဗောเนาะဒီ body မှာသူကကုတ်တင်ပါတယ်ဗျာ ဆိုတော့ကုတ်တင်ပါတဲ့ခါကျတော့တောင်းတောင်းရေးဆိုမယ်ပြုမယ်ဆိုရင်တော့မှတန်ကြီးမတက်ဘူးပေါ့နော်ဒီမှာပြို့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 ကလေးတွေလူချင်းမျိုးတို့မြင်အောင်နိုင်ပါတယ်ဒါကတော့ရေကဲတက်တာကိုအနောက်ကမြင်နေရတဲ့ပုံစံဖြစ်ပါတယ်ခင်ဗျာဒါကတော့ compressor compressor လဲ sound proof ပါမယ်နော်သူကကျွန်တော်တို့အတန်တအားငိမ်ပါတယ်အေးအေး quality အားလုံးလဲဒီမှာလူချင်းမျိုးမြင်နေရတဲ့အတိုင်းပဲကျွန်တော်ကြီး quality ကိုပဲအသုံးပြုပေးထားပါတယ် အရင်အတွက်အားဖြင့်တော့ကျွန်တော်စီမှာအလုံး20လောက်သာရှိပါတယ်ဆိုတော့ရန်နီက3နှစ်ပါတယ်နီကိုကီရဲ့အာမခံရန်နီကပြား3နှစ်ပါပါတယ်ဈေးနှုန်းက4သိန်း8000နဲ့9000ပါခင်ဗျာဗီဒီယိုလေးပြီးဆုံးအောင်ကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုနဲ့ပြန်ဆုံပါမယ်ခင်ဗျာ